အတိညာကိုယ့်ရဲ့တမာတိစွမ်းအာကိုယ့်ရဲ့ဘဝဘဝကလေ့ကျင့်လာတဲ့စိုင်းရတ္တိတွေပြည်လာပြီဆိုဟောဘုရားနာခြင်းနဲ့အတိညာတွေအများကြီးရပါတယ်ချက်တော့အဲကြောင့်မို့စိတ်ဆန္ဒတွေကပြည့်ပြည့်စုံတတ်တယ်လို့ဒီလိုဆိုတာအဲ့တော့ဒီစင်ညာမှုနှမျိုးဟာဘာနဲ့သက်ဆိုင်တယ်လဲလို့ဆိုလို့ရှိရင်ကာယကစင်ညာမှုဝစီကစင်ညာမှုနှမျိုးဒီကိုချင်းတည်လာတဲ့သက်ဆိုင် အဲ့တော့တာမန်ပုရုဇဉ်ပုဂ္ဂိုလ်တွေလည်းပဲဒီသီလကိုဆင်ကျင်အောင်လုပ်ရသောတာပန်တက္ကရာနာဂယဟနာလို့ခေါ်တယ်အရိယလို့ဆိုတဲ့မြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေဖြစ်သွားရင်ဒါပဲဆင်ကျင်တယ်သူတို့ကြတော့ဘယ်တော့မှပြန်လန်ကျွတ်ကျွတ်လွန်ခြင်းမရှိတော့တဲ့ထာဝရဆင်ကျင်မှုမျိုးကိုရအဲ့ပုရုဇဉ်ဆိုတာကတော့တဘွားဆင်ကျင်ခြင်းဆင်ကျင်မယ် တခဏဆင်ကြခြင်းဆိုအချိန်ပိုင်းလေးနဲ့အရိယာဖြစ်သွားပြီဆိုရင်ထာဝရဆင်ကြတဲ့ဆင်ကြမှုမျိုးဒီလောက်ပဲกว่าတာပေါ့အေးဒါကြောင့်မို့ခွန်ကြီးတို့တွေဟာနဲ့တခဏဆင်ကြမှုကနေပြီးတော့ထာဝရဆင်ကြမှုမျိုးရောက်အောင်တို့တွေလှုပ်ဆောင်ကြရမှာလို့စိတ်ထဲမှာဒီလိုတတိထားဖို့အမှတ်ထားဖို့調査ဖို့ဒီလိုလိုအပ်တယ်လို့ဆိုတာပေါ့ဒီနှစ်ခုက တိလနဲ့ဆေးကြောတန့်စင်ပြလို့ကာယကံစင်ကြယ်မှုဝစီကံစင်ကြယ်မှုဆိုတဲ့